မိတ်ဆွေများခင်ဗျာလူတယောက်ကစာကျူးအတုလုတ်တယ်လက်မှတ်အတုထိုးတယ်ဆိုတာဘေးကနေထိုင်ကြည့်နေတဲ့တက်တဲ့တွေအများကြီးနဲ့လှုပ်လေလှုပ်ထားရှိပါသလားမရှိပါဘူးနော်လူစိုက်မှုလှုပ်တဲ့လူဟာလူကွေရာမှာပဲတိတ်တိတ်ပွန့်လှုပ်ကြတာများပါတယ်ဒါဆိုရင်လက်မှတ်အတုထိုးတာကိုဘသူကမှမမြင်လိုက်ရပဲနဲ့တရားရုံးကဒီစာကျူးဟာအတုပါလို့ဘလို့ဆွန့်ဖြတ်မယ်လို့ထင်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသက်အောင်ပါစာကျုပ်အတုလုပ်ပြီးတော့အင်ကိုရယူဖို့ကြိုးစားတဲ့တရားရဲ့ဇလန်တပုတ်ကိုဒီနေ့မှမျှဝေပြေးကျင်ပါတယ် ဒီဇယ်လန်အတွက်2000ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးပြည်ထောင်စုမြန်မာနိုင်ငံတော်နဲ့ဥတင်အေးပြည်မို့ဆိုင်ရာအယူခံမှုစီရင်ထုံးကိုအဓိကကိုးကားတင်ပြတော့မှာဖြစ်ပါတယ်။ဇယ်လန်ကတော့ဒီလိုပါ1984ခုနှစ်တုန်းကရန်ကုန်မြို့ဘုတ္တထောင်မြို့နယ်လမ်း90မှာရှိတဲ့အိမ်တလုံးကိုညီအကို3ယောက်ကပေါင်းပြီးတော့ဝယ်လိုက်ကြပါတယ်။အဓိကပူးတွဲပိုင်ရှင်တွေကတော့ဥတင်ရှင်နဲ့ဥတင်အေးတို့ဖြစ်ကြပါတယ်။ပြဿနာက1982ခုနှစ်မှာစပါတယ်။အကိုဖြစ်သူဥတင်ရှင်ကွယ်လွန်သွားတဲ့အခါမှာသူ့ရဲ့ဇနီးဒေါ်ကျင်ကြီးက ကျင်းရခဲ့တဲ့အင်ရှန်မြေဝေစုကိုလိုချင်တဲ့အကြောင်းဥတင် AC မှာလာပြီးတော့တောင်းဆိုပါတယ်။ဒီမှာတင်ဥတင် A ကစာချုပ်တစ်ခုကိုထုတ်ပြပါတယ်။အဲ့ဒါကတော့ဥတင်ရှိမသေးခင်1981ခုနှစ်ကလေးကသူ့ရဲ့ပန်ဆိုင်ခွင့်တွေကိုညီဖြစ်သူဥတင် AC ကိုစွန့်လက်ကြောင်းလက်မှတ်ထိုးပေးခဲ့တဲ့စွန့်လက်စာချုပ်ဖြစ်ပါတယ်။ဇနီးတဲ့ဒေါ်ချင်းကြီးကတော့ဒါကိုလုံးဝလက်မခံပါဘူး။သူ့ယောက်ျားဖြစ်တဲ့ဥတင်ရှိကဒီလိုစာချုပ်မျိုးလုတ်ခဲ့တာမရှိဘူး။ဒါဟာစာချုပ်အတုပါဆိုပြီးတော့တရားစွဲလိုက်ပါတယ်။ ကဲအခုချိန်မှာဥတည်အေးကတရားခံဖြစ်နေပါပြီ။သူကတော့ပြောပါတယ်။ဒီစာချုပ်ကိုအခုဖြစ်သူကသူ့သဘောနဲ့သူထိုးပေးခဲ့တာပါတဲ့။ဒါပေမဲ့တရားရုံးချုပ်ကအချက်လက်တွေကိုစူးစိပြီးတော့သုံးသပ်တဲ့အခါမှာမတင်ကားစရာအချက်၅ချက်ကိုတွေ့လိုက်ရပါတယ်။ပထမအချက်ကလက်ရေးပိုင်ရကိုရဲ့စစ်စစ်ချက်ပါ။စာချုပ်ပေါ်ကလက်မှတ်ဟာကွယ်လွန်သူဥတင်ရှင်ရဲ့မူလလက်မှတ်တွေနဲ့မတူဘူးလို့အဖြစ်ထွက်ပါတယ်။ဒုတိယချက်ကစာချုပ်ရက်စွဲပါ1981ခုနှစ်ဆိုတဲ့နေရာမှာ တက်ကနန်းကိုပြန်ပြန်ရေးသားထားတာအရင်သိတာနေပါတယ်တတိယချက်ကစာချုပ်သိမ်းဆည်းခံထားရပုံပါဒီစွန့်လက်စာချုပ်ဟာဥတင်အေးရဲ့လက်ထက်မှာပဲအမြဲတမ်းရှိနေခဲ့ပြီးတော့ကွေလွန်သူရဲ့ဇနီးတယ်လိုမျိုးအကျိုးသက်ဆိုင်သူတွေလက်ထက်မှာတယောက်မှမသိခဲ့ရပါဘူးစတုတ္တတစ်ချက်ကတော့တက်တေတွေပါ စာချုပ်မှာလက်မှတ်ထိုးထားတဲ့တက်တေတွေဆိုသူတွေကလည်းတကယ်ထိုးခဲ့ကြအောင်ခိုင်လုံအောင်မပြနိုင်ခဲ့ပါဘူးနောက်ဆုံးအချက်ကတော့ဥတင်အေးရဲ့မယိုးသားမှုပါ အရင်တုန်းကစီပင်မှာအမိပေါပြောင်းဖို့အတွက်လုံတော့ကသူ့ကိုဥတင်ရှင်မှာဇနီးကျင်ရခရာကိုသိရတဲ့အမွေခံမရှိပါဆိုပြီးတော့လိန်လေတင်ပြပူခဲ့တဲ့ရာဇဝင်ရှိနေပါတယ်ဒီအချက်တွေကိုကြည့်လိုက်ရင်ဥတင်အေးလက်မှတ်အတူထိုးနေတာကိုမြင်လိုက်ရတဲ့တက်တည်ထင်ရှားတယောက်မှမရှိပါဘူးဒါပေမဲ့တရားရုံးကသုံးသက်တာကတော့စာချုပ်လိန်လေအတူပြုလုပ်မှုတွေမှာဒါရက်တက်တည်ခံရဖို့မလွယ်ဘူးကူဒါကြောင့်သွေးဝတ်တဲ့တက်တည်ခံချက်တွေကိုဆက်ဆက်ကြည့်ရတယ်ဆိုတာပဲဖြစ်ပါတယ် စာချုပ်ကသူ့လက်ထက်မှာပဲရှိနေတာသူကလွဲပြီးတော့ဒီအင်ကိုလိုချင်သူမရှိတာလက်မှတ်ကလည်းမတူတာရက်စွဲတွေကလည်းပြန်ပြင်ထားတာဒီချစ်တွေအားလုံးကပေါင်းဆက်လိုက်တဲ့အခါမှာဒါဟာဥတင်အေးကိုယ်တိုင်ဖန်တီးထားတဲ့စာချုပ်အတုဖြစ်တယ်လို့တရားရုံးချုပ်ကကောက်ချက်ချလိုက်ပါတယ်။ဒါကြောင့်ဥတင်အေးကို ပြစ်မှုဆိုင်ရာဥပဒေပုံမှန်465အရာပြစ်မှုထင်ရှားတယ်လို့ဆုံးဖြတ်ပြီးတော့အဲ့ဒီခက်ကာလာကဒဏ်ငွေ1000ကျပ်ပေးဆောင်စီဖို့နဲ့ဒဏ်ငွေမဆောင်ရင်ထောင်နာ3လကျခံဖို့အမိန့်ချမှတ်ခဲ့ပါတယ်။ ဒီအမှုကပြည့်တဲ့သင်ကန်းစာကတော့ရှင်းပါတယ်ကိုလို့တာဘယ်သူမှမမြင်ပါဘူးလေဆိုပြီးတော့မမှန်မကန်စာချုပ်အတုတွေပြုတ်လုံးမယ်ဆိုရင်တောင်ပတ်ဝန်းကျင်အရှင်နေနဲ့သွဲဝိုက်တဲ့တက်တေကန်ကြက်တီကနေတစင်အမှန်တရားကိုဖုတ်ထုတ်လို့ရတယ်ဆိုတာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတစုံတရာရလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ။